မတို့ maker သုံးတယ်သွားတိုက်တယ်မျက်နှာတိုက်တယ်အဲ့ဒီပစ္စည်းလေးတွေကိုညီမတို့သုံးရင်းနဲ့ဒီဝင်ဝင်ပြန်ရမယ်နော်ညီမနော်ဒါကြောင့်မလို့ညီမအနေနဲ့ညီမဒီအလုံးမလက်ရှိအလုံးနဲ့တွေ့ပြီးနောက်ထပ်ဝင်ဝင်တလန့်ကိုညီမအနေနဲ့တကယ်လိုချင်တယ်ဆိုရင်ညီမဒီအခုအခုထိပ်ပေးမယ် โอเคအားလုံးပဲမင်္ဂလာပါအဲအခုဆိုလို့ရှိပေါ့เนาะကျွန်တော်ပထမဆုံးဗီဒီယိုဖိုင်တပါးကျွန်တော်တို့ပြီးသွားပြီပေါ့เนาะလူလူတစ်တယောက်ကိုမိတ်ဆက်လို့ပြီးသွားပြီဒါဆိုအကွာတော့ကျွန်တော်ဒုတိယတယောက်ကိုကျွန်တော်မိတ်ဆက်ခြင်းပဲပေါ့เนาะကျွန်တော်ဒါမိတ်ဆက်နေ့တွေကျွန်တော်တို့ကတူမှာမဟုတ်ပေါ့เนาะတရားနာတရားကျွန်တော်တို့ကပထမတယောက်ကိုမိတ်ဆက်တဲ့ခါမှာဘယ်လိုဘယ်လိုမျိုးမိတ်ဆက်လဲဘယ်လိုမျိုးစကားပြောလဲဆိုတာပေါ့เนาะတူညီမှုရှိမှာမဟုတ်ဘူး ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒါတည်တည်ဒါပထမနောက်ထပ်နောက်ထပ်တရားနဲ့ကျွန်တော်ထပ်မပေးမိတ်ဆက်ပေးမယ်ကျွန်တော်ထပ်ပေးကျွန်တော်ဒီလူတည်တရားကိုကျွန်တော်ဘယ်လိုအခွင့်အလဲပေးတာလဲဘယ်လိုပြောပြပေးတာလဲဆိုတော့ကျွန်တော်ဒုတိယဗီဒီယိုဖိုင်အနေနဲ့ကျွန်တော်အခုလာရောက်ပြီးပြောပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆက်ပေးမယ်နော်အခုကျွန်တော်မိတ်ဆက်ပေးမယ်နော်ကျွန်တော်ဖုံးခွာကြည့်ချင်းပေးပေါ့โอเคဟယ်လိုဟုတ်ကဲ့မင်္ဂလာပါညီမလေး ကဲ့မင်္ဂလာပါရှင်။ဟောဟုတ်ကဲ့ပါ။ဒီကညီမပေါ့ခုရောထိုင်းထိုင်းမှနေရလားပြန်မှနေရလဲ။ပါရှင်ညီမတော့အခုလက်ရှိထိုင်းမှာနေတာဖြစ်ပါတယ်ရှင်။ညီမကိုယ်ကရောဗမာနေတာလည်းရှိ။ထိုင်းမှာဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးလေထိုင်းနိုင်ငံမှာနေရနော်ညီမရဲ့။อืมဟုတ်ကဲ့ပါ။ဟုတ်ကဲ့။ဒါညီမကိုပေါ့နော်ကိုကတော့မနေကနေပြီးဒီအာအလုပ်ကြောလို့နေတာမိတ်ဆက်ပေးထားတယ်ပေါ့နော်။ဒါညီမအနေနဲ့စိတ်ဝင်စားမှုရှိလားပေါ့။ဟုတ်ကဲ့ပါအလုပ်ဆိုတော့ဘယ်လိုလုပ်မျိုးလဲမသိဘူးရှင်။ဟုတ်ကဲ့ ဒါကိုတော့ခုလုံရမယ်လောကကြတော့အရင်ကမှလူကူတယ်ကိုတို့ကကြတော့ဒီ PC တွေကိုသုံးရနေတာဝင်ငွေတလဲရမယ်ဆိုညီမနေနဲ့ရောလိုချင်လားပေါ့လိုချင်တာမဟုတ်ဘူးဟုတ်လားပတ်စံမလိုချင်လားလောလောပတ်စံလိုချင်တယ်နော်โอเคဒါဆိုပတ်စံရနိုင်မယ်အခွင့်အလမ်းကောင်းရှိတယ်ကိုမာဒါကိုပြောပြပေးမယ်ညီမလေးအနေနဲ့အချိန်လေး3မိနစ်လောက်ပေးလို့ရလားပေါ့နော်ဟုတ်ကဲ့ရပါတယ်ရှင်อืมဟုတ်ကဲ့ ဒါဆိုရင်ဒါကိုပြောပြပေးမယ်နော်အဓိကအကိုတို့ဒီအလုံးမှာကြတော့ဘယ်လိုဆိုတော့ဒီ PCD တွေကိုသုံးဆွဲနေဝင်ငွေပြင်ရနိုင်တဲ့အလုပ်လေးတစ်ခုဖြစ်တယ်နော်ညီမနော်ဥမာပေါ့ကွာညီမညီမလေးနေနဲ့ဈေးရောက်ခြင်းဝါသနာပိုင်းလေးရောင်းလို့ရတယ်ဈေးရောက်တော့ဝါသနာပါလာပေါ့ဈေးရောက်တော့ဝါသနာပါပါတယ်ရှင်ဩโอเคရန်နမကောင်းတယ်နော်ဈေးရောက်တော့ဝါသနာပါတယ်ဆိုလို့ရှိတော့ပိုပြီးအဆင်ပြေတာပေါ့ဒီအလုပ်ကကြတော့ရောင်းတော့ဝါသနာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒါအမြတ်ငွေတွေလည်းအများကြီးရနိုင်တယ်နော်ဟုတ်ကဲ့ရှင် ဒါဆိုရင်ဒီလောကကြတော့ဘယ်လိုလုပ်ရမှလဲဆိုတော့ဗောနော်အဓိကညီမတို့ဒီကိုတုံးနေကြပစ္စည်းတွေဗောနော်ညီမတို့မနေ့မိုးလောသွားတိုက်မယ်မျက်နှာသိမယ်ဟုတ်တယ်မလားအဲအဲ့ဒီလိုမျိုးအဲအဲ့ဒီလိုမျိုးပစ္စည်းတွေကိုတုံးရင်းနဲ့ဒါဝင်ငွေတလန်းပါအပေါ်ရမယ်ဆိုရောညီမအနေနဲ့စိတ်ဝင်စားလာပေါ့ဝင်ဝင်တလန်းရလဲဆိုတော့ပို့ပြီးတော့ကောင်းလာပေါ့ခွေအဲဟုတ်တယ်နော်အခုရောထိုင်းနိုင်ငံမှာနေတာကြာပြီလားမကြာသေးပါဘူးရှင်ဘယ်နေနေလားရှိပြီလဲမကြာသေးဘူးဆိုတော့ ဩငါလာလောက်ပဲရှိသေးတယ်ဒါလာအငင်းအနေငယ်မှာပေါ့နော်အာဒီလိုမျိုးအခွင့်အလမ်းကောင်းနေတွေ့ဆိုတော့ဒါကန်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲကိုကြီးတို့ဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာနေတာဒါ၈နှစ်၉နှစ်ကြာသွားပြောဒါနေစာလောက်လောက်လာဆိုရင်၉နှစ်ကြာကြာလောက်လောက်လာခဲ့တယ်ဒီလိုပါပဲလောက်လိုက်စားလိုက်ပေါ့နော်ဟုတ်ကဲ့ရှင်လောက်လိုက်စားလိုက်ပါပဲ ဒါဆိုရင်ညီမအနေနဲ့ပေါ့နော်ဒီအခုပေါ့နော်ဒါကိုပြောပြပေးမယ်လို့လို့ပေါ့နော်ဒါသင်္ချာနားထောက်ကြည့်ကြည့်ပေါ့ဒါနားထောက်ကြည့်လို့နောက်လေ့လာလို့ရတဲ့နေရာမှာလေ့လာကြည့်လို့ညီမစိတ်ဝင်စားတယ်ညီမဒီပစ္စည်းလေးကိုသုံးရင်းနဲ့ဒါဝင်အပေါ်ဝင်ငွေတလန်းကိုလိုချင်တယ်ဆိုလို့ရှိတော့ညီမလို့ပေါ့နော်ဟုတ်ကဲ့ဆရာအင်းဒီလောက်ကကြတော့တရားဝင်အလုပ်တစ်ခုဖြစ်တယ်ညီမနော်ဒါမဟုတ်ဘူးလုံးမဟုတ်ဘူးတရားဝင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖြစ်တယ်နော်ညီမလေး ညီမလေးလေးနဲ့တကယ်လို့ကိုကဒီအလုပ်ကြောလို့ကိုကသိစေသိချင်တယ်ဆိုလို့ရှိရင်ဒီအအပြင်မှာပေါ့နော်ကိုတို့လက်ရှိရှိတဲ့ရုံးကိုလည်းဒါရိုက်လာပြီးလေ့လာလို့ရတယ်နော်အကိုတို့ယုံကကြတော့ထိုင်တဲ့ကံမှာကြတော့ဒီယုံခွေးတွေကတော့24ယုံရှိတယ်နော်ညီမနော်။အခုလက်ရှိညီမနေတဲ့နေရာဘယ်နေရာမှာနေရလဲ။ညီမလည်းကျတော့မဟာချိန်ထဲမှာနေပါလိမ့်။ဩမဟာချိန်မှာလေမဟာချိန်မှာလေယုံတွေယုံရှိတယ်နော်ညီမနော်ယုံခွေးလေတလား။ မာရှယ်ယုံကိုလည်းညီမကိုလည်းတော်ပြီးလေ့လာကျင်တယ်ဆိုလို့ရှိရင်လေ့လာလို့ရတယ်နော်အဲအဲ့မှာကြတော့မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်စီးပွားလေ့လာနေတဲ့သူတွေပေါ့နော်အဲကိုယ်နဲ့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေအကိုတို့ဒီကုမ္ပဏီမှာကြတော့ဒါအကုန်လုံးအလုံးကျော်လို့တွေကိုအသေးစိတ်ပြောပြပေးတယ်ပေါ့နော်အဲဒါဆိုညီမအနေနဲ့လေ့လာမလားပေါ့နော်ဒါလေ့လာကြည့်ကြည့်မလား လေးလာလေးတော့လေးလာကြည့်မယ်လေးကိုရေအာဟုတ်ကဲ့ဒါဆိုညီမနေနဲ့အယုံဆုံးတော့ဒီရုံးကိုမလာရုံးကိုလာလို့မလေးလာခင်မှာအယုံဆုံးတော့ညီမနေနဲ့ဒီ online မှာဒီ online တန်တဲ့ group မှာလေးလာကြည့်ကြည့်ပေါ့နော်ကိုရေးလေးလာကြည့်တာရောဒါအခချင်းကိုပတ်စံတွေရောပေးရသေးလားဟောပတ်စံပေးစရာမလိုဘူးเนาะညီမလေးအကိုတို့ဒီအလုပ်ကြောလေးကိုလေးလာတဲ့အခါမှာညီမညာပတ်စံပေးစရာမလိုဘူးအခါမေးလေးလာကြည့်လို့ရတယ်လေးလာကြည့်ပြီးတော့ညီမကြိုက်တယ်ဆိုလို့ရှိရင်လို့မကြိုက်ဘူးဆိုလို့ရှိရင်ဒါကညီမတို့အတွေ့အကြုံတွေတခုရောက်လာတာပေါ့เนาะ အဲဒါပြီးလို့ရှိရင်ဒီလောက်မှာကျတော့ဒါအဲလုံကတွေ့ကြုံလေးမလို့ညီမတို့ဒီပညာရေးရှင်းလဲကန်တက်တာမရှိဘူးအဲတွေ့ကြုံလေးမလို့အောက်ပေါ့နော်အဓိကညီမတကယ်လေ့လာကျင်တဲ့တကယ်ညီမအနေနဲ့ဒီလက်ရှိအလုံးနဲ့တွေ့ဖက်ပြီးအပူဝင်ဝင်လေးလိုချင်တယ်ဆိုလို့ရှိတော့ညီမအနေနဲ့ဒါလုတ်လုတ်ကြည့်လို့ရတယ်လေ့လာကြည့်လို့ရတယ်မြန်မာနော် ညီမကလေဖုန်းသုံးတာနဲ့သိပြီးတော့မ join နေဘူးပေါ့။အဲဒီကြောက်တော့ကြောက်တော့ပေါ့ဖုန်းသုံးတာမ join နေတော့လေဒါအဲ့လိုမျိုးဆိုရင်နော်လေ့လာလို့ရောအစီအပြေမှမလာဘူး။ရတယ်ရတယ်ညီမဒီလိုပဲအစားပိုင်းမှာတော့အဲ့လိုမျိုးပဲအစားအကိုတို့အကိုတို့ဒီစဝင်လာတို့ကလည်းအဲ့လိုမျိုးပဲဖုန်းဆိုပါမှမနှိပ်တတ်ဘူး။ fever color တကောက်ဖွင့်ချင်တာတော့မဆိုင်ပါပဲတော့ဖွင့်ရတယ်ဒါမဲ့ဒီမာချာဒီကုံတွေမှာကြတော့အကောလုံးဒီကိုကိုလုံးငယ်ပိုက်ဆိုင်ရာကအစဒီဖုံးနှက်ပိုက်ဆိုင်ရာကအစဒီလုံးငယ်မှာဝင်ွေရတဲ့အခြေတာကုညီပေးတဲ့ခေါင်းဆောင်တွေအများကြီးရှိနေတော့ညီမနော် ညီမနဲ့ဘာမှပူစရာမလိုဘူးအတိကညီမတာကိုကိုပြောပြပေးတယ်ဒီလုံငန်းကြောက်ပေါ့နော်ညီမနဲ့ဒီအပူဝင်ဝင်လေးလိုချင်တယ်ညီမနေနဲ့စိတ်ဆန္ဒတခုရှိလို့ဆိုညီမလုံလို့ရပြီနော်ညီမလေးဒါဆိုညီမလေးနဲ့ရောညီမရဲ့အခုဖုန်းမှာ Telegram software တုံးတာပေါ့ Telegram တော့တုံးနေကိုကြီးอืม โอเคတီလီကလည်းတုံးလေးဆိုလို့ရှိရရန်အဆင်ပြေသွားပြီဒါဆိုရင်အကိုတို့ဒီအလုပ်ကြောက်လေးတွေကိုဒီ PC အကြောင်းလေးတွေကိုဒါ PC တွေကိုတုံးရင်းနဲ့ဒီဝင်ငွေရတဲ့အလုပ်ကြောက်လေးတွေကိုပြောပြပေးတယ်အဲ့ဒီတန်တဲ့ group ကကြတော့လေဒီတီလီကလည်းမှာပဲရှိကြတော့ညီမနော်ဟုတ်ဟုတ်အဲဒါဆိုရင်ညီမလေးကိုကိုတီလီကလည်းလင်းလေးချပေးမယ်အကိုရေးဒါကိုပိုင် group လင်းလေးနော် ဒီ Telegram group မှာညီမလေးဝင်လာတဲ့အခါမှာညီမရဲ့ profile မှာလည်းညီမရဲ့တက်ပုံလေးပြောင်းထားရမယ်ညီမရဲ့ဒီနာမည်ကလည်းညီမရဲ့နာမည်အစစ်ဖြစ်ရမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့ခဏပုံအတုတွေထည့်လို့မရဘူးเนาะဟုတ်ကဲ့ရှင်ဘာလို့ဆိုတော့ကိုရောကကြတယ်ညီမပုံအတုပုံအစစ်ထည့်လိုက်လို့ညီမအတွက်လည်းဘာမှကြောက်စရာမလိုဘူးเนาะကိုရောလောကကြတော့တရားဝင်ကိုပဲလုံငယ်တခုဖြစ်တဲ့အတွက်နဲ့ညီမနေရာဒီကိုပဲပုံပါမှလေ့လာလို့ရမယ်เนาะညီမเนาะဟုတ်ကဲ့ညီမရဲ့ကိုလေးတင်လိုက်မယ်เนาะဟုတ်ကဲ့ အဲအဲ့ဒီတန်တဲ့ကူမှာပြေးထိပ်ပြီးတဲ့ခါမှာလဲလိလာတဲ့အခါမှာလဲညီမအနေနဲ့ဒီ၈နှစ်ကနေပြီး၁၀နှစ်ဆိုတော့နှစ်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 ရီဝင်းကျင်လေးအချိန်လေးကိုညီမပေးနိုင်လားပေါ့နော်နားထောင်လိုက်ရပေါ့ဟုတ်ကဲ့အချိန်တော့ပေးနိုင်တယ်နော်ဒါညီမတို့အဲ့လောက်တော့၅နှစ်ရီဆိုမြင်တယ်အာကောင်းတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ညီမတကယ်လေးလာမယ်ဆိုမှပြောတော့ကိုတန်တဲ့ကူမှာထိမယ်ညီမခမလေးလာမလေးလာပေးနိုင်လေညီမပညာကြားလို့ရှိရင်တန်တဲ့တဲ့မှာမဝင်ပေးနိုင်လေကိုတန်တဲ့ကူမှာထိထားလို့ဆိုလို့ရှိရင်ခေါင်းဆောင်တွေပြောတာအားနာဖို့ကောင်းတယ်နော်ညီမလည်းတကယ်လေးတကယ်ရောလေးလာမလားပေါ့ ်ဟုတ်ကဲ့ဒီလိုစိတ်ရတော့စိတ်လေးလာမယ်ပေါ့อืมဒါရဟန်းကောင်းတယ်နော်အလုပ်လုပ်ကတော့ညီမတို့ကခုလက်ရှိသွားတိုက်သွားတိုက်တဲ့မျက်နာတက်တယ်ပေါ့ခုညီမတို့မင်းကလေးတွေဆိုလို့ရှိတော့မိတ်ကလေးလိမ့်မယ်ဟုတ်တယ်မလားအဲအဲ့ဒီပစ္စည်းတွေညီမတို့အပြင်မှာဝယ်သွားရင်ညီမတို့ပတ်ဆက်ရလားဒီမတော့ပစ္စည်းပဲရလားပတ်ဆက်တော့ကိုယ်ပဲရလားဟုတ်တယ်ဒါဆိုရင်ဒီနေ့ဒီနေ့ကကိုညီမကကိုလေးလာဖို့အတွက်ကို ညီမတို့မိတ်ဆက်ပြည့်တယ်ဒီလောက်မှကျတော့ညီမတို့မိတ်ကသုံးတယ်သွားတိုက်တယ်မျက်နှာတိုက်တယ်အဲ့ဒီပစ္စည်းလေးတွေကိုညီမတို့သုံးရင်းနဲ့ဒီဝင်ဝင်ပြန်ရမယ်เนาะညီမเนาะဒါကြောင့်မလို့ညီမအနေနဲ့ညီမဒီအလုံးမှလက်ရှိအလုံးနဲ့တွေ့ပြီးနောက်ထပ်ဝင်ဝင်တလန့်ကိုညီမအနေနဲ့တကယ်လိုချင်တယ်ဆိုရင်ညီမဒီအခုအခုထိပေးမဲ့တန်တဲ့၈နာရီ group မှာညီမတည်တည်ချာဝင်လေ့လာနားထောက်ရမယ်เนาะနားထောက်ကြည့်ပေါ့ဒီနေ့ဒါအခုပြောပြပေးလို့ဆိုတော့ညီမကဒါလုံရမယ်လို့မဟုတ်ဘူးပေါ့เนาะလုံရမယ်လို့အသေးအံမဟုတ်ဘူးညီမကဘောကဒါပြောပဲပြောပြပေးတာเนาะ အာညီမကြိုက်တယ်ဆိုလို့ရှိရင်ညီမလုပ်ပေါ့ဒါပေမဲ့ညီမမကြိုက်လို့ညီမထွက်သွားမယ်ဆိုလို့ရှိရင်ညီမအတွက်အတွေ့အကြုံလေးတစ်ခုတော့ရောက်ပါမှာပေါ့နော်စိတ်မဝင်စားဘူးဆိုလို့ရှိရင်ပစ္စည်းတွေဝယ်သုံးလို့ရတယ်เนาะညီမလေးเนาะမဖြစ်ဘူးသိလားအဲပစ္စည်းတွေကတော့ညီမတို့မိကလေးတွေသုံးတကူတွေသုံးကျမ်းမာရေးသုံးတွေပစ္စည်းတွေအများကြီးရှိတယ်เนาะညီမလေးเนาะဟုတ်ကဲ့ပါရှင်အဲအကေညီမလေးနဲ့တလင်းကိုနေနားရက်တွေရှိတယ်ဆိုလို့ရှိရင်ရုံးကိုကိုကိုတည်းကိုကြားလာပြီးလေ့လာလို့ရတယ်เนาะ အဲဒီဘန်မဟာဆိုင်နဲ့ဆိုလို့ရှိရင်ဘန်ပေါ်နားဆိုနင်းနင်းလေးပဲညီမဒီဘန်ပေါ်ရုံးကိုလာခဲ့ပါလားအကိုလေးဘန်ပေါ်ရုံးမှာရှိတယ်တလင်းကိုနင်းနင်းဆိုလို့ရှိတယ်ဟုတ်ကဲ့တော့လာပြီးတော့လေ့လာချင်တာပေါ့ပြေမကူတိုင်းကိုကြာဆိုတော့ပို့ပြီးတော့လည်းနည်းနည်းသိကြည့်ဖို့တော့ပို့ပြီးတော့ရှိကြပါတော့လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဒါအွန်လိုင်းမှာလေ့လာတာထဲဆိုလို့ရှိရင်အပြင်မှာရုံးကိုလာပြီးလေ့လာတာပို့ပြီးကောင်းနေတယ်ညီမနော်ဒါညီမမလာတက်ဖို့မတော်တက်ဖို့ဆိုလို့ရှိရင်ဗာမဖြစ်ဘူးအကိုလမ်းတင်ပါတယ်ဖုန်းလေးဖုန်းလေးတွေနဲ့ပြောတေချာပြောပြပေးပြီနော် โอเคပါဒါဆိုရင်ညီမကိုကိုကဒီ Telegram တန်တက် group မှာ link ချပေးမယ်ညီမဝင်ထားလိုက်ဝင်လာပြီဆိုတော့အဲ့ဒီ Telegram တန် Instagram group မှာအဲ့ဒီတန်တက် group မှာညီမမင်္ဂလာပါရှင်ညီမကလူတိလစ်ပါရှင်လို့ညီမစာလေးတွေရေးသွားပေးเนาะအဲ့အဲ့ဆိုရင်အဲ့ဒီထင်မှာရှိတဲ့ခေါင်းဆောင်တွေကစီးပွားရေးတမားတွေကညီမလေးကိုကြိုဆိုပေးလိမ့်မယ်เนาะကြိုဆိုပေးတဲ့အခါမှာညီမကလည်းကြိုဆိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးစာသားလေးတွေလည်းထပ်မံပေးရေးသွားပေးမယ်ညီမเนาะโอเคပါဆိုရင်ညီမလေးနေနေရောဒါဆိုရင်ဒီအလုပ်ချက်လို့ထပ်မံပေးမေးချင်စရာလေးရှိသလား အာထပ်မပေးမေးစရာလေးရှိသေးလားပေါ့ညီမလေးနော်မေးချင်တာလေးရှိတာပေါ့ဗျာဟုတ်ပြီဟုတ်ပြီဒါဆိုရင်ညီမလေးနဲ့ပေါ့နော်မေးစရာမရှိတော့ဘူးဆိုလို့ရှိရင်ဒီလောက်ပဲနော်အကိုညာကျလို့ရှိတဲ့ခါပြန်ဖုန်းဆက်လာခဲ့မယ်နော်ညီမနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါโอเคအဆိုရင်မင်္ဂလာပါနော်ညီမလေးနော်ဟုတ်ကဲ့ပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်โอเค ဒါကတော့ကျွန်တော်တို့ဒါဒုတိယတယောက်ကိုမိတ်ဆက်ပေးတာပေါ့နော်ဒုတိယတယောက်ကိုကျွန်တော်မိတ်ဆက်စကားပြောတဲ့ခါမှာလူသစ်တယောက်ကိုကျွန်တော်တို့ကပြောတဲ့ခါမှာ၃ယောက်ပြောရင်ပုံစံ၃မျိုးဖြစ်နေရမယ်၂ယောက်ပြောရင်ပုံစံ၂မျိုးဖြစ်နေရမှာဖြစ်တယ်ကျွန်တော်အဲ့ဒီတယောက်ကိုပြောအဲ့ဒီတယောက်ကိုလည်းအဲ့ဒီပုံစံပဲနောက်ထပ်တယောက်ကိုလည်းအဲ့ဒီပုံစံအတိုင်းပဲပြောလဲကျွန်တော်တို့ကအာနေနေလိုင်းတွေကတူလိမ့်မယ်ကျွန်တော်တို့ကဒါမှပြောသွားတဲ့အခေါ်ဝါအပြောနှုန်းတွေလူတရားသူ့ဘက်ကလာတဲ့စကားအတန်နဲ့ကျွန်တော်တို့ကပုံစံတွေကွာသွားရမယ်စကားပြောတဲ့ခါမှာเนาะဒါကတော့ကျွန်တော်ဒီနေ့ဒါလာရောက်ပြောပြပေးတာဒုတိယဗီဒီယိုဖိုင်ပေါ့เนาะလူသစ်တယောက်ကိုဘယ်လိုအကောင်းဆုံး À quên lên bây giờ mà lấy đủ cái giờ gặp lại con số